အားလုံးပဲမင်္ဂလာပါကျွန်တော်သောမတ်စ်ပါကျွန်တော်တို့ဒီ channel ရဲ့ပထမအဆုံး PG ကိုအနေနဲ့ဒီဘက်ဘန်ချာစီရိုနဲ့ပတ်သက်ပြီးတင်းစစ်လိုက်တာနဲ့ဒီဂျူရီရဲ့ UI ချက်နဲ့ကိုတွေကိုကျွန်တော်ဆက်ပြပေးပါမှာဖြစ်ပါတယ်။ဒီအဆုံးကျွန်တော်တို့ဒီဘက်ဘန်ချာစီရိုကြီးဆောင်ရဲ့ UI ချက်ကတော့ကျွန်တော်မြန်မာနိုင်ငံမှာဖွံ့ဖြိုးတင်းပြီးတော့လည်းနောက်ကျနေတဲ့ထင်တဲ့ community နှစ်ခုကိုအတိအကျအပေါ်ပြီးပြန်ပွားဖွံ့ဖြိုးပေးတဲ့အဖြစ်ပါတယ်။ပထမ community ကတော့ဒီ game community ပေါ့နော်။ဒါ game community ကတော့ကျွန်တော်မြန်မာနိုင်ငံမှာ game studio လေးရှာရတယ် ရရှိတဲ့ gain တွေကလည်းဆက်တော့ငါးပြည့်နေပဲအဲဖြစ်နေရဆိုတော့ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်တို့ online ရဲ့အကျိုး view အဲ community ကိုလည်းဖွံ့ဖြိုးနေမှာဆိုတော့ look angle union ကိုလည်း set up ဖို့ရှိပါတယ်ပြီးတော့နောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ RG pilot community ပေါ့နော် RG pilot ဆိုတဲ့ keyword ကတော့အဲဒီတာမန်ရသားပြည်သူတွေနဲ့စိတ်နဲ့ဆိုပေမဲ့အဲဒီဘာလို့ drone အသုံးပြုတဲ့နေကြတဲ့ online အင်အားစုတွေရဲဘော်အနေနဲ့တော့ဒီ RG pilot ဆိုတော့မစိမ့်ပါဘူး RG pilot ဆိုတော့နားလည်လေအောင်ရှင်းပြပေးရမယ်ဆိုရင်တော့ကျွန်တော်က open source ရတဲ့ firmware တခုလို့ Arduino မှတ်လို့ရပါတယ်။ Okay Arduino ကဘာလို့ကိုင်းလဲဆိုတော့ဒီ Arduino ဆိုတာဒီ drone ရဲ့ brain မနော် brain နေနဲ့စားဆောင်ပေးတယ်။အဲ့ Arduino ကိုကျွန်တော်တို့ကဒီဘာနော်ဒီ flight controller ပုတ်ဒီပုံမှာတင်ပြီးတော့တောင်းအဲ့တော့ဒီ brain အဲ့ coin ရဲ့ကျွန်တော်က brain ထည့်ပြီးတော့အကောင်အသက်ဝင်အောင်လုပ်ပြီးတော့ဒီ flight mission တွေကိုပြန်တန်းသလိုပေါ့နော်။အဲ့တော့အဲ့လိုပုံစံမျိုး brain ကိုကျွန်တော်တို့ကထပ်ပြီးတော့ develop ဖြတ်ပြအောင်လုပ်ဖို့လိုတယ်။ကျွန်တော်ဒီ hardware requirement တွေပေါ့နော်ဒီ နောက်ပိုင်းနေဆိုရင်ဒီ drone နဲ့ပတ်သက်ပြီးတော့အဲတောင်းလာကြတဲ့အားရဆိုရင် how west specification တွေမြင်လာပါဘောနော် how west specification တွေမြင်လာတဲ့အချိန်ကျွန်တော်တို့ကလည်းဒီ software specification တွေကိုလည်းအဲကျွန်တော်တတ်နိုင်သလောက်မြင်ဖို့လိုတယ်ဘောနော်အဲအဲ့တော့ antivirus community ကိုတည်ထောင်ရတဲ့အဓိကယူရချက်ကတော့ခုနပြောလို့ဘောနော်အဲ drone တွေကိုရိုးရိုး over source ရအောင်နဲ့တင်သုံးတဲ့ firmware မျိုးမဟုတ်ဘဲနဲ့ကျွန်တော်ပို့ပြီး customize ဖြစ်လာနိုင်မယ်လို့ customize ဖြစ်စေမဲ့ function တွေနဲ့အဲ mission တွေကိုဆက်ပြီးတော့ လောက်ဆောင်ဖို့အတွက်အဲ tech develop ဖို့အတွက် community ကိုတည်ဆောင်နေတာပေါ့နော်အဲ့လိုမျိုး community ကနေပြီးတော့ benefit တွေရတာမလဲဆိုရင်တော့ကျွန်တော်တို့စည်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ yeah boy နဲ့ပတ်သက်ပြီးတော့ကျွန်တော် research တွေတော့တည်လာတဲ့အဲဟာတွေကိုဆက်ပြီး share ပေးလို့ရတယ်နောက်တစ်ခုကကျတော့စစ်ပြီးကလာပေါ့နော်ပြန်လည်ထူထောင်ရေးမှာဆိုတော့ကျွန်တော်တို့ကနိုင်ငံအစိုက်ပြိုးနိုင်ငံလည်းဖြစ်ရအောင်မလို့အဲပြန်လည်ထူထောင်ဝယ်ဆိုတော့အစာရည်သာကိုပြန်လည်လုံောက်ဖို့ဆိုရင်ဒီအပြိုးရင်းနဲ့ပဲ agriculture နဲ့ပဲကျွန်တော်တို့ဖြစ်ဆိုင်မှာဖြစ်တယ်ပေါ့နော်အဲ့ချိန်မှာ green agriculture ကိုပို့ပြီးတော့ sport လုပ်ပေးမယ် drone တွေတို့အဲဒီမှာတော့ seedan drone တွေပဲဖြစ်ဖြစ်အဲဘယ်လိုမျိုးဘာသာဒီမှာပို့ရှိတာမရှိတာဒါစစ်တဲ့ drone မျိုးတွေပေါ့နော်အဲ့လိုဟာတွေတော့ကျွန်တော်နိုင်ငံတွေမှာတော့မြင်ဦးတွေ့ဦးကြဖြစ်မှာပေါ့နော်အဲအဲ့လိုဘောင်းလည်းမျိုးလောက်ဒီကျွန်တော်တို့လည်းပဲမရောက်နေသေးတာကျွန်တော်တို့ကတဖြည်းဖြည်းချင်းတိဆောက်သွားဖို့လိုတယ်ပေါ့နော်အဲအဲ့ရအတွက်ကြောင့်မို့ကျွန်တော်တို့ဒီဘက်မှာညာရှူရီကိုတိဆောက်ချင်းဖြစ်ပါတယ် အဲအဲ့ကနေလည်းကျွန်တော်တို့အဲဒီအားနဲ့ပတ်သက်တဲ့ resource တွေ content တွေကိုအဲ share ဝမှာဖြစ်ပါတယ်အဲ့တော့ brand တစ်ခုကကျတော့ game လုပ်မယ်တော့ကျွန်တော်တို့ဒီ game ရရတဲ့ဝင်ငွေရဲ့80%ကျောင်းတော့ကျွန်တော်တို့ဒီ online game အားလုံးတွေစီကိုတိုက်ရိုက်ထောက်ပံ့မှာဖြစ်ပြီးတော့30%ကျောင်းတော့ကျွန်တော်တို့ခုန gaming နဲ့ archival community ကိုတိုးတက်ဖို့အတွက်ဆက်ပြီးသုံးပြအောင်မှာဖြစ်ပါတယ် okay အဲ့တော့ဒီနေ့ video ကတော့ကျွန်တော်မိတ်ဆက်တဲ့သဘောမျိုးပါပဲကျွန်တော်ဒီ now video တွေမှာဆိုရင်ဒီ channel ကနေပြီးတော့ဒီ ်ဘာနော်ကိုကဲအမ်မွန်နဲ့ပတ်သက်ပြီးတော့ဒီကြောင်ညာကြီးဘလိုများများရအောင်ယူမလဲဘလိုစတေဘယ်ရအောင်ယူမလဲနဲ့ဘာကြီးဆောင်းလဲဆောင်းရနေတိရမလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဗီဒီယိုထပ်ရိုက်ပြီးတင်ပြသွားမှာဖြစ်ပါတယ်အားလုံးပဲဆောင်းမပေးရကျေးဇူးတင်ပါတယ်